်ညံ့မွေထွက်ဆိုပြီးထွက်ဆိုအပ်ပြီးရှင်းပေါ့နော်ပြောင်းလဲမှုကတော့နောက်မကြခင်နှစ်ပတ်လောက်နေလို့ရှိရင်ကျွန်တော်မီဒီယာနဲ့တူတူပေါ့နော် body ဘယ်လောက်ထိ change သွားတာလဲသူခန္ဓာကိုယ်မှာဘယ်လောက်ထိမိုက်လာတယ်ဆိုတာချပြဖို့ရှိပါတယ်လို့ပြီးတော့အဲ့လိုပဲသူရဲ့ project တွေအတွက်လည်းသူတိကျပြင်ဆင်နေတယ် question answer တွေတော်လည်းပြင်ဆင်နေတယ်အာမြင့်မြတ်မွေရဲ့အာ pre aim ကြီးဆိုလို့ရှိရင်လည်းတကယ်ကိုအမိုက်စာကြီးပေါ့နော်တကယ် အမိုက်စားရေးလုပ်ထားပါတယ်လို့ပြိတက်ကတကယ်ကိုသဘောကျမှာပါလို့မြင့်မြတ်မိုးရဲ့ changes ကတော့ဒါအရင်တော့တွေ့ရတဲ့မြင့်မြတ်မိုးနဲ့နောက်တစ်ခေါက်တွေ့ Cosmo မှာတွေ့ရတဲ့မြင့်မြတ်မိုးနဲ့မတူတဲ့ပုံစံမျိုးလေး change လုပ်ထားရပါတော့เนาะဒါပြိတက်လည်းဒါတည်ထားမိမယ်ထင်တယ်တန်းသာဆိုလို့ရှိရင်ဒါအနုလေးတွေအဖြော်လေးတွေ color လေးတွေတွားတယ်မြင့်မြတ်မိုးဆို strong look ဖြစ်အောင် color အရင်လေးတွေတွားမှဖြစ်တဲ့အတွက်ပြိတက်ဒီ taste တစ်မျိုးစီခံစားရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျဟုတ်ငါကြီးပေါ့เนาะဆရာဆိုလို့ရှိရင်အမြဲတခုခုဆိုရတယ်ပြောပြပေးရဆုံးမရဟုတ်တယ်ဟိုဆိုရဆရာအများကြီးအားထည့်ထားရဲ့လို့ဆိုတော့ ကိုယ့်ဘက်ကလည်းအများကြီးတေချာဆရာပြောရတဲ့အတိုင်းပေါ့နော်တေချာမသိမသိလိုက်လာတယ်တော့တခါကြီးကျရှင်နည်းနည်းချော်ရတယ်ရှင်ဆရာကလည်းစူတယ်ရမ်းစူပါတယ်အာမိုးရဲ့ပွဲရလည်းဒါ November 27ဆိုရင်တော့ရတော့မယ်ဒါပေမဲ့ November 27မှာတော့ကျွန်တော်လိုက်မပို့နိုင်ဘူးဘာလို့ဆိုတော့ကျွန်တော်ကဒီဇင်ဘာနှိမ့်ဒီဇင်ဘာနှစ်ရက်နေမှာပြန်ရောက်မှာနှစ်ရက်နေမှာပြန်ရောက်ပြီးတော့ကျွန်တော်၁၀ရက်နေမှာ မိုးပွဲကိုလိုက်သွားမှာပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်၂ရက်နေ့ကြားထဲမှာကြားတယ်မိုးကတခြားမြို့ကိုရောက်နေမှာ။အဲ့တော့ကျွန်တော်ဟိုချီမင်းကစောင့်နေရင်လည်းကျွန်တော်အလကားပဲဖြစ်မှာဆိုတော့၁၀ရက်နေ့မှာမိုးနောက်ကိုလိုက်သွားမှာပါလို့ဟိုချီမင်းဟုတ်။မိုးကိုလည်းအပ်ပါတယ်လို့ဟုတ်။